မင်္ဂလာပါဗန်မာနော်ဒီမှာတော့ဗန်ဒီ London Plot Chain Conference 2025ကနေပြီးတော့မှဗန်တက်ရောက်ခဲ့တဲ့ Finance ပိုင်းလေးလာနေတဲ့သူတွေ Cryptocurrency နဲ့ပတ်သက်တာတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့ session တစ်ခုဖြစ်တဲ့ Bitcoin in Capital Market and New Treasury Strategy ကိုအနည်းငယ်လေး sharing လုပ်ပေးချင်ပါတယ်။ ဒီ session တလျှောက်လုံးမှာကတော့ Bitcoin ကိုစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ banner ရေးဆိုင်ရာအရင်ပိုင်ဆိုင်မှုပေါ့နော် treasury reserve asset အဖြစ်ဘယ်လိုခြိကပ်မလဲဆိုတာကိုအဓိကထားပြီးတော့မှဆွေးနွေးသွားကြပါတယ် legal financial နဲ့ investment ဒီ expert တွေရဲ့ပေါ့နော်မတူညီတဲ့အမြင်အမျိုးမျိုးတွေကိုလည်းကြားရအောင်လို့အရန်ကိုမှ demo ရှိတဲ့ session လေးတစ်ခုပဲဖြစ်ခဲ့ပါတယ် ဒီမှာတော့ Bitcoin ကို investment အဖြစ်တာမကဘဲနဲ့ပေါ့နော်ကုမ္ပဏီကြီးတွေရဲ့ဒီ corporate treasury strategy တွေမှာအဓိကနေရာကနေပါဝင်နေပြီလားဆိုတာတွေကိုလည်းဆွေးနွေးသွားကြတာပဲဖြစ်ပါတယ်။ဘန်အဓိကရခဲ့တဲ့အချက်တွေကကြတော့ဒီ Bitcoin ကိုပေါ့နော် treasury reset အဖြစ်ထည့်သွင်းစစ်ဆေးတဲ့အကြောင်းရင်းတွေကတော့အဓိကကတော့ဒီ inflation ပေါ့နော်ငွေကြေးဖန်ပွားမှုနဲ့ပတ်သက်ပြီးတော့မှလက်ရှိငွေကြေးတန်ဖိုးတွေကျဆင်းနေတဲ့ကာလမှာငွေကြေးဖန်ပွားမှုကိုကာကွယ်ပေးနိုင်တဲ့အရာတစ်ခုဆိုတာရဲ့ ယ် digital go ပေါ့နော်ရွှေနဲ့တူညီတဲ့အခန်းကဏ္ဍကို digital ပုံစံနဲ့ပံ့ပိုးပေးနိုင်ဖို့ရဲ့ပြီးရင်ဒီ portfolio diversification အတွက်ပေါ့နော်မရှိမဖြစ်လိုအပ်တာကြောင့်လို့တိခဲရပါတယ်ဒါပေမဲ့သူ့မှာလဲ risk တွေ challenge တွေကတော့အများကြီးရှိပါတယ်ဒီ price volatile ပေါ့နော်ဈေးနှုန်းမတည်ငြိမ်မှုဖြစ်တာတွေရှုပ်ထွေးနေတဲ့ accounting rules တွေရဲ့နောက်ပြီးရင်ဒီ regulatory နဲ့ပတ်သက်ပြီးတော့မှပေါ့နော်မရေရာမှုတွေကိုလည်းဘယ်လိုကြော်ဖြတ်ရမလဲဆိုတာတွေကိုလည်းဆွေးနွေးတွေ့ခဲ့ကြပါတယ် ဒီ American အပြင်ပေါ့နော် UK နဲ့ EU မှာပါ Bitcoin Treasury ကိုလက်ခံမှုတွေဘလို့ရှိနေပြီလဲဒီ strategy က corporate finance မှာကောတကယ်ပဲအဓိကနေရာယူလာပြီလားဆိုတဲ့အချက်တွေကိုလည်းသိခဲ့ရပါတယ်ဒါကြောင့် corporate business owner တွေ investor တွေနဲ့ဒီ finance industry ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကတော့တကယ်ကိုအသုံးဝင်တဲ့ session လေးပဲဖြစ်လို့ဒီအကြောင်းအရာအသေးစိတ်နဲ့အပြည့်အစုံကိုလည်းဆက်ပြီးတော့မှစောင့်ကြည့်ပေးပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်